ဗမော်ဆရာတော်ကြီးကတော့ကဗမော်ဆရာတော်ကြီးအကြောင်းပြောမယ်ဆိုရင်တော့ဗမော်ဆရာတော်ကြီးကတော့ဟိုနေမော့ထူးရှားတယ်အဲ့အတက်ဆရာတော်နဲ့ကျွန်တော်ကိုယ်တည်းမတွေ့ဘူးသေးဘူးသူကလည်းကိုယ်ဘယ်လောက်တောင်ယုံကြည်တယ်ဆိုတော့ကိုကျွန်တော်ကြီးရေးတဲ့ line မောင်ကြီးပြီးတော့ဆရာတော်ကြီး line မောင်နေပြီးတော့ဆရာတော်ပုံနေအများကြီးရှိတာပဲတဲ့ဟာဆရာတော်ကြီးပုတ်ထူးကျင်တယ်ဆိုပြီးထူတာအောင်အထူးတယ်ထူးတဲ့ခါကျတော့ကျွန်တော် line မောင်တင်ပေးလိုက်တယ်ဗဇက်ပိတ်ထားတယ်ပုတ်ထူးလိုက်တယ်နည်းနည်းလေးအိုးတယ် အဲ့လမ်းကိုကျွန်တော်ကျွန်တော်အားမရသေးဘူးဗျာလို့ကျွန်တော်ပါဇက်ဖွင့်ပြီးတော့သွားရပါတယ်ပုံထူကျင်နေဆိုပြီးတော့အဲ့ပါဇက်ပိတ်တဲ့ပုံပဲကျွန်တော်အွှွန်ပဲကျွန်တော်ပါဇက်ဖွင့်မလိုက်နဲ့ဖွင့်ပြီးအခုနောက်ဆုံးပုံကကြတော့ပါဇက်ဖွင့်ပြီးတော့သွားရပါတယ်ပုံဖြစ်သွားရပါရည်ရည်နေတဲ့ပုံပေါ့နော်အာအမေတို့မမအေးရဲ့ခြေရုပ်ထုကိုကျွန်တော်ထုပြပါမယ်အာအမေတို့အေးရဲ့ခြေရုပ်ထုကိုထုပြီးရင်အနောက်ကနေပြီးတော့မမီတို့ရည်တန်းလည်းသူ့ရဲ့ဆရာအင်းလေးဦးမြင့်မောင်စောင်းဆရာကြီးအင်းလေးဦးမြင့်မောင်ရဲ့ရုပ်ထုကိုထုကြပါတယ်ဆိုတော့ကျွန်တော် အဲ့ဒါလည်းထုတ်ပေးဖို့အစီအစဉ်ရှိပါတယ်ကျွန်တော်တို့တွေကစတွေကနှလုံးသားထဲမှာအမှုပညာနဲ့ဟိုចောင်းသားဘွားတွေကနေခဲ့ရတယ်ဆိုတာမဟုတ်ဘယ်တော့ကဝင်နေတယ်ဆိုတာလည်းကိုယ်လည်းမသိဘူးပေါ့နော်လှုပ်ရှားရှိတာလှုပ်နေရနေပြီးတော့ခုနပြောတဲ့လူသိများလာတယ်ဆိုတဲ့အကြောင်းကတော့ပြောလို့ရပါတယ်ဗျဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိဖုန်းနဲ့အကောင့်ဆုံး shopping မှာ mercury your shopping partner. ပထမဆုံးကျွန်တော်ကရန်ကုန်မြို့မှာရုပ်ရှင်ပိုစတာကြီးတွေရေးဖို့ဆိုပြီးတော့တက်လာတာပါအဲအဲ့ဒီမတိုင်ပြီးကျွန်တော်ကအာဘွဲမရခင်တော့ကတော့အကြောင်းတက်လိုက်ပကြီးတွေရေးလိုက်ပပုတွေထူလိုက်နေဒီလိုပဲနယ်တွေဘာတွေလှည့်ပြီးတော့သွားနေရတာပေါ့နော်ဆပ်ပိုစတာကြီးရေးလိုက်ရုပ်ရှင်ပိုစတာကြီးရေးလိုက်ပေါ့တကယ်နောက်ဆုံးတော့ဘွဲရပြီတဲ့64ခုနဲ့ ဟိုအကျော်လောက်မှာကျွန်တော်ရန်ကုန်မှာရုပ်ရှင်ပိုစတာကြီးရေးဖို့ဆိုပြီးတော့တက်လာတာဒီလိုပဲပြောရတာပေါ့အခုခက်ကတော့ရုပ်ရှင်ပိုစတာကြီးမတွေ့ဘူးတဲ့လူတွေအများကြီးပါပဲနော်အခုကဗနိုင်းနေပဲတွေ့ဘူးတာပေါ့နော်အဲအဲ့နောက်ပိုင်းမှာကျွန်တော်တို့ပကြီးပြခန်းနေမှာဂလယ်ရီတွေမှာပြပွဲတွေလုပ်တယ်ပြပွဲတွေလုပ်ပြီးတော့နိုင်ငံခြားမှာပြပွဲပေါင်းများစွာအလုပ်တယ်အဲမြန်မာပြည်မှာလည်းပြပွဲပေါင်းများစွာဆူတယ်ဆိုလိုရှိုးတွေလည်းလုပ်တယ်ပေါ့နော်အဲဒီလိုနဲ့ပကြီးလောကမှာဒါပေမဲ့ဒါတွေကပကြီးလောကဆိုတော့ကြာမို့ပကြီးလောကလူတွေပဲသိတယ် ဒါ public at at မဟုတ်ဘောနော် public at မဟုတ်ဘောနော်အဲ့ဒီကနေပြီးတော့မှနောက်ကြတော့ကျွန်တော်တို့ဒီ commercial အဲ့လိုလည်းပြောနေတာဗောနော် commercial လုတ်တဲ့လူမှဒီဟာတွေလူတိရတခါကျန်သူ့ဘန်သူဘလောက်ပဲနာမည်ဟိုဟာဟိုဟာပဲဖြစ်ဖြစ်သူသူအတိုင်းဝိုင်းမှာပဲသူနာမည်ရှိတဲ့လူတွေရှိပါတယ်ဒီဘက်ဒီဘက်ကလူတွေမသိဘူးဗောနော်ဥပမာမှာမင်းဝေအောင်လို့ပြောလိုက်ရင်ပကြီလောကလူတွေအကုန်သိတယ်ဗော ဒီဘက်ကဒီဘက်ကတစ်တော့ဆော့နေတယ်လူဘယ်သူမှမသိဘူးအတိတ်တဘောမျိုးသူ့ဘိုင်းနဲ့သူရှိပါတယ်ကဲအဲ့တော့ကျွန်တော်ဆက်သွားပြောမယ်ဆက်သွားမယ်ဆိုတော့ကျွန်တော်လူတိုင်းနိုင်ငံလုံး public ကသိလေအဲ commercial အနေနဲ့လူသိလာတာတော့စီလီဘိုကျော့အောင်ဆန်းစာဖတ်နေတဲ့အယုတ်ပေါ့နော်နတ်မောင်မထားတဲ့အယုတ်ပေါ့ဒီယုတ်ကပတ်သက်ရောစီလီကွန်ဆိုတဲ့ awareness ကိုလည်းလူသိလာတယ်အဲနောက်ပြီးတော့ဝင်င်းကိုလည်းကျွန်တော်တို့ ော်နင်းကိုလည်းကျွန်တော်ကိုလည်းလူသိလာတယ်ပေါ့နော်လူသိများတယ်အဲဆီလီကွန်အဲနောက်ပိုင်းပါမှအဲမိတ်ကပ်စပက်ရှယ်အဖက်နဲ့ပတ်သက်ပြီးတော့လည်းအဲကျွန်တော်လူသိတာများပါတယ်ရုပ်ရှင်လောကကလူတွေကြတော့ရောမိတ်ကပ်စပက်ရှယ်အဖက်နဲ့ပတ်သက်ပြီးတော့လူသိများတယ်အဲ့ဒီနောက်ပိုင်းမှာမှအခုဆိုရင်လည်းဒါကျွန်တော်တို့လင်္ကာဒီပါနေရတယ်မိုးထုတ်တယ်ကျွန်တော်တို့ပဲဒီအကယ်ဒမီကြီးရတဲ့အချိန်လေးအထိရောက်ရှိလာတဲ့အထိသွားပါပြီ အဲနောက်ပိုင်းဒီဘက်မှာမှာလင်ဂါဒီပါအော်ကက်စထရာဆိုပြီးတော့လေဂီတရက်ဝင်းပေါ့နော်သူရက်ဝင်းနဲ့သူရက်ဝင်းနေနေတော့အဲလူသိများကြပါတယ်ဗျဟုတ်ကဲ့အဲ့တော့လင်ဂါဒီပါဂီတဘက်မှာဆိုလေလင်ဂါဒီပါအော်ကက်စထရာဆိုပြီးတော့တည်ထောင်ထားပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကအဲ့တော့ငယ်သေးတယ်ငယ်သေးတော့ကျွန်တော်တို့ကရေးဖို့ရေးဖက်ဆိုတော့ကျွန်တော်ဆရာတွေနာမည်ပဲပြောရမှာကျွန်တော်ဆရာတွေကိုဦးမင်းသူဆိုတာကျွန်တော်ရဲ့ဆရာအရင်းမှာဒီရုပ်ရှင်ပိုစတာဇက်ပိုစတာတွေနဲ့ရေးတဲ့စနစ်မှာကျွန်တော်တို့ဘိုင်နာတွေနဲ့မြေပြုံမှုတ်တွေနဲ့ဖြော်ပြီးတော့ ရုပ်ရှင်ကားအကြီးတွေပေးတရားပေးအဲ့လိုကားမျိုးကြီးရေးရပါတယ်ရုပ်ရှင်ကားမဟုတ်ဘူးပေါ့ဘာနဲ့ပေါ့ဆက်ဆက်ဆက်ကားတွေရုပ်ရှင်ကတော့ပေး20ပေးကိုအာပေးကိုကိုပဲရှိပါတယ်ရုပ်ရှင်ပိုစတာတွေဒါပေမဲ့ဟိုတုန်းကဆိုရင်အဲ့လိုလေအကြီးကြီးရေးရရှိပါတယ်အခုခေတ်တော့လူတွေတော့မတွေ့ဘူးပါပိတ်ပုံမှာလေဂျင်ပိတ်ပုံမှာရေးရတာပါအဲ့တော့ကျွန်တော်ဆရာဦးမင်းသူဆိုတာရှိပါတယ်အဲ့ဒီတော့မကွေးကန်ညွန်ဆိုတာကတော့ဒဲဆရာမဟုတ်ဘူးနဲ့ဟိုဘယ်လိုခေါ်မလဲမင်းဆရာပေါ့နော်မကွေးကန်ညွန်ဆိုတာရှိပါတယ်ဒီဘက်မှာဆိုရင်ပကြီးကြောကြောဝင်းဆိုတာကျွန်တော်တို့အသက်ရွယ် ရှိတဲ့လူတွေအကုန်လုံးမှတ်မိပါအောင်မသိပါအောင်မယ်နော်ပကြီကျော်ကျွန်းဒါကတော့ဟိုကျွန်တော်ဆရာတွေပါပေါ့နော်အဲအဒီဘက်မှာမှကျွန်တော်ပကြီအာကျွန်တော်တို့ file log ကိုရောက်တဲ့ခါမှာပကြီဇော်မင်းဆိုတာရှိပါတယ်အဲဒါကျွန်တော်ရဲ့ဆရာတွေပါပဲရေးဖို့ရေးဘက်တွေကတော့နော်ပကြီရေးဘက်ရေးဘက်တွေကတော့အများကြီးပေါ့နော်အာအများကြီးရှိပါတယ်အခုဆိုရင်လည်းကျွန်တော်တို့ကွန်ပျူတာတွေဘာလို့တွေဆိုရင်လည်းကျွန်တော်တို့ပကြီတွေစာရေးကတော့အတူတူကျွန်တော်တို့တွေ ခီးရီသွားကြအလုတ်ကြကန်ကြပေါ့နော်လှဖို့အောင်လို့အာကိုလှထုံအောင်လို့အတူပျော်စရာကြီးပါပဲပေါ့နော်ကျွန်တော်တို့လည်းတချို့အတက်ကြီးကြပါတယ်အဲကျွန်တော်တို့ဟိုနေ့ဖြစ်တဲ့အဲအဲအဲ့လို level တန်းနေကျွန်တော်နဲ့အတူတူရှိပါတယ်ဟိုအင်ဂျင်မတက်ကတော့ကတိကဆရာဦးမြဦးလို့ဆိုရင်လဲကျွန်တော်တို့အတက်ကြီးပါတယ်ဒါပေမဲ့ကျွန်တော်တို့အတူတူအတူလာနေပါပေါ့နော်အာဒါပကြီလောကပေါ့နော်အဲ့ကနေပြီးတော့ကျွန်တော်ဘဘူးလောကထဲရောက်တော့လဲ အဲကျွန်တော်ဆရာဆရာဦးဝင်းတင်သူ့ဝန်နာကဆရာဦးဝင်းတင်ငါလည်းကျွန်တော်ဆရာပါပဲအဲအဲ့နောက်ပိုင်းမှာတော့ကျွန်တော်အခုဆက်လက်ရပ်တည်နေတယ်ပေါ့မာဂီတအနေနဲ့ဆိုရင်တော့ကျွန်တော်ကခွန်တန်းနှစ်လောက်တည်းဟိုကဒီဂီတလုတ်ခဲ့တာပေါ့ဒါပေမဲ့ကျွန်တော်အော်ကက်စထရာတည်ထောင်ဖြစ်တာကတော့ကျွန်တော်လွန်ခဲ့တဲ့9နှစ်6နှစ်ကမှတည်ထောင်ဖြစ်တာပါဟုတ်တူကြတယ်ဆိုရောကျွန်တော်အတူဆုံးတော့ပိုချိုရုပ်ပဲနော်ကျွန်တော်ရဲ့ခြေရုပ်တွေလည်းအများကြီးပါဗျာနော်ခြေရုပ်တွေလည်းတော်တော်များပါတယ်ဗမော်ဆရာတော်ကြီးကတော့ ကဘမောဆရာတော်ကြီးအကြောင်းပြောမယ်ဆိုရင်တော့ဘမောဆရာတော်ကြီးကတော့ဟိုနင်းမော့ထူးရှားတယ်အဲ့အပ်တဲ့ဆရာတော်နဲ့ကျွန်တော်ကိုယ်တည်းမတွေ့ဘူးသေးဘူးသူကလည်းကိုယ်ဘလောက်တောင်ယုံကြည်တယ်ဆိုတော့ကိုကျွန်တော်ကြီးရေးတဲ့ line ပေါ်ကကြည့်ပြီးတော့ဆရာတော်ကြီး line ပေါ်ကနေပြီးတော့ဆရာတော်ပုံတွေအများကြီးရှိတာပဲတဲ့ဟာဆရာတော်ကြီးပုံထူးကျင်တယ်ဆိုပြီးတော့ထူတာဟုတ်ထူတယ်ထူတဲ့ခါကျတော့ကျွန်တော် line ပေါ်တင်ပေးလိုက်တယ်ပါဇက်ပိတ်ထားတယ်ပုံထူးလိုက်တယ်နည်းနည်းလေးအိုးတယ်အော် line ပေါ်ကျွန်တော်ကျွန်တော်အားမရသေးဘူးဗျာလို့ကျွန်တော်ပါဇက်ဖွင့်ပြီးတော့သွားရပါတယ်ပုံ ထူးကျင်တယ်ဆိုပြီးတော့အဲဘဇက်ပိတ်တဲ့ပုံပဲကျွန်တော်အွှွန်ပဲကျွန်တော်ဘဇက်ဖွင့်မလိုက်ဘူးဖွင့်ပြီးအခုနောက်ဆုံးပုံအားကြတော့ဘဇက်ဖွင့်ပြီးတော့သွားတွေပါတဲ့ပုံဖြစ်သွားတွေပါရည်ရည်နေတဲ့ပုံပေါ့နော်အာအသက်ပါပေါ့နော်အာအာအဲလိုပေါ့ဆိုတဲ့အခါကျတော့ဒီဥစ္စာအတက်ဆရာတော်ကိုကိုရိတ်ကျွန်တော်အတက်ဆရာတော်ကိုရိတ်မတွေ့ဘူးသေးဘူးဆရာတော်ကကျွန်တော်ကိုငွေအမေဆိုပြောလဲပြောတယ်ဖုန်းနဲ့ငွေထွက်ပေးတယ်ကျွန်တော်ဒီမှာထုတယ်ထုပြီးတဲ့အခါကျတော့သူလည်းလာမပင်ဘူးလာမပင်ဘဲနဲ့ကားနဲ့ ကားလေလိုင်းကနဲ့ကြွတာဒီတဘောတရားလေလိုင်းကနဲ့ကြွအထူးထူးခြားခြားပဲလိုင်းကမှာခုံနှခုံဝယ်လိုက်တယ်လိုင်းကနဲ့မှာခုံနှခုံတပါးဆုံးခုံနံပါတ်1နဲ့2နဲ့ဝယ်လိုက်တယ်ဆရာတော်ကြီးကဆီလီကွန်ရုပ်နဲ့ကပတ်နဲ့လူလိုပဲကပတ်နဲ့ပတ်ပြီးတော့တင်ပေးလိုက်တယ်ဟိုကဘယ်ဘယ်ကားနံပါတ်ကတော့ခုံနံထွက်တဲ့ကားပဲဟိုအပယ်ချင်းစိုက်မယ်ဆိုတော့သူတို့ကဟိုမှာကြတော့မှတကယ်ကိုတခါတည်းအခန်းအနားတွေနဲ့လေအခန်းအနားတွေနဲ့လှုပ်ပြီးတော့အဲ့ကားဂိတ်ကနေစောင်းနေတာကားဂိတ်ကနေဆရာတော်ကတကယ်တက်ရှိထင်ညာဆရာတော်ကြွလာတယ်လို့ပဲအဲ့မှာပင့်ပြီးတော့ ူတို့တွေ online တက်ကြွပင်သွားကြတယ်။ပိုင်အာဘာလဲပိုင်အထားလေးဘာလေးတင်းလှုပ်လက်ပြီးတော့အပင်သွား။အဲပေါ်ပေါ်ဆရာတော်ကြီးကနိုင်ငံတော်အဆင့်ဆရာတော်ကြီးဖြစ်ပေမဲ့လေယုံကြည်မှုနဲ့တူတာကျွန်တော်လည်းဘာမှမပြောဘူးအဲ့ဆရာတော်ကလေတူတယ်လည်းမပြောဘူးမတူတယ်လည်းမပြောဘူးဘာမှလည်းမပြောဘူးကျွန်တော်က line ပေါ်မှာတက်တက်ပြီးတော့လေပရိသတ်နဲ့ကျွန်တော်နေကိုပေးတွေ့တာပေါ့နော်။ အပရိသတ်နဲ့ကျွန်တော်လည်းပဲပြတွေ့ပြီးရောကျွန်တော်ပရိသတ်ကနေပြီးတော့အတူပါလဲဆိုကျွန်တော်ကဆက်လုပ်ပါတော့အဲ့ဒါပဲပုံမှန်ကြည့်ပါအောင်ဆိုအေးအေးဝေးတူတယ်ဆိုလည်းပြီးတာပဲခွာဆိုတော့အဲ့ဒါပါဇက်သွားပေါ်ကျင်တာတို့သွားမပေါ်ကျင်တော့တို့လည်းဘာမှမပြောဘူးအဲ့အဲ့အာကျွန်တော်ကျွန်တော်စိတ်နဲ့လုပ်ရတာပါနော်အဲ့အဲ့ဒါလေးရှိပါကျွန်တော်စိတ်နဲ့လုပ်ရတဲ့ပုံတွေကတော့ပို့ပြီးတော့ကျွန်တော်စိတ်တိုင်းကြပါတယ်ပါဟုတ်အော်ဘာဘာပရမဆုံးတော့မအေးပေါ့ကြေးရုပ်ထုမယ်ဆိုတဲ့ခါကျတော့အာသူတို့လာပြောတဲ့ခါကျတော့ကျွန်တော်မှလည်းဒီတာဝန်ရှိတယ် ဟိုကျွန်တော်ပညာနဲ့ပူဇော်ရမယ်ဆိုတော့တာဝန်ရှိတဲ့ခါကျရင်ဆဘအာအမေတော်မမအေးရဲ့ခြေရုပ်ထုကိုကျွန်တော်ထုတ်ပြပါမယ်။အာအမေတော်အေးရဲ့ခြေရုပ်ထုကိုထုတ်ပြီးရင်အနောက်ကနေပြီးတော့မမီတော်ကြီးတန်းကလည်းသူ့ရဲ့ဆရာအင်းလေးဦးမြင့်မောင်စောင်းဆရာကြီးအင်းလေးဦးမြင့်မောင်ရဲ့ရုပ်ထုကိုထုတ်ကြပါတယ်ဆိုတော့ကျွန်တော်အဲ့ဒါလည်းထုတ်ပေးဖို့စီစဉ်ရှိပါတယ်။အဲ့ဒါပြီးရင်ကျွန်တော်တို့စိုင်းဆရာကြီးအလင်္ကာကျော်စွာစိတ်စတင်းရဲ့ခြေရုပ်ထုလည်းအပ်ထားပြီးပါပြီ။အဲ့တော့ခြေရုပ်ထု၃ရုပ်ဇရိုက် ကျွန်တော်မကြခင်ထူပါမယ်ခင်ဗျာဟောသူကအဲ့မော်ဟိုအဓိကကတော့ကြေးပေါ့နော်ကြေးတွေကြေးတွေနဲ့လောရမှာဆိုတော့မီးတွေနဲ့ကြေးတွေတွန်းရမှာပေါ့ဟောဟောကြေးတွန်းတဲ့လူတွေလောရပါဟောဟာဟာโอเคဆိုတော့လုံခဲ့တဲ့၄၅၆နှစ်ကကျွန်တော်လုံခဲ့တဲ့၄၅၆နှစ်ကစားခဲ့တာပေါ့ခြားတော့အစတော့ကျွန်တော်ကဥမြန်မာပြည်မှာကြည်လိုက်မယ်ဆိုတီဝိုင်းတဝိုင်းကြည်လိုက်မယ်ဆိုရင်ဟိုတီဝိုင်းနံပါတ်ပြောင်းသွားတယ်လာငားတဲ့ contract နံပါတ်ပြောင်းသွားတယ် အနောက်ကတီးရမုတ်တဲ့လူတွေကဒီလူတွေကြီးပဲဟိုဝိုင်းပြောင်းသွားတဲ့ဒီလူတွေကြီးပဲဆိုတော့ကျွန်တော်ကအဲ့လိုမဖြစ်ချင်မဲနဲ့ကျွန်တော်တို့ရတီးရတဲ့ဝိုင်းလေးတဝိုင်းဖြစ်ဖို့အတတ်နိုင်တော့ကျွန်တော်ကြိုးစားတယ်တခါလေးကြာနေပညာရှင်တွေထဲဒါပေမဲ့ကျွန်တော်တို့ရဲ့တန်ဒီမနေ့မော်နော်တန်ဒီပါခေါ်လဲမပညာရှင်တွေရှိစီခြင်းလဲအဲ့ဒါနံပါတ်1နံပါတ်2ဒီကလေးတွေကိုကျွန်တော်ကိုယ်တိုင်လေ့ကျင့်ခဲ့တယ်ကျွေးမှုဟိုနည်းဖြစ်တယ်လေ့ကျင့်ပြီးတော့ train ခဲ့တယ် train ခဲ့တော့3နှစ်ကျော်လာတဲ့အချိန်မှာသူတို့က professional လို့ဟာမှုန့်နိုင်တဲ့အဆင့် ရောက်လာတယ်ပေါ့ရောက်လာပြီးတဲ့အခါကျကျွန်တော်အော်ကက်စထရာကအများကျွန်တော်ကဒီသေးစီးရီးတွေဘက်မှာအာအော်ကက်စထရာနဲ့ DJ မဟုတ်ချင်တဲ့လူတွေကိုမလုပ်ပေးတာတွေများပါတယ်အာပွဲလက်ခံတာတော့နည်းနည်းနည်းပါတယ်ပေါ့နော်အာပွဲကတော့တနစ်မှာ တပွဲနှစ်ပွဲလက်ခံတယ်ဆိုတာနည်းတယ်ဆိုတာအကြောင်းအရလည်းရှိပါတယ်ကျွန်တော်ကလူ90 30အဲ့လောက်လောက်ကြီးတုံးရတဲ့ခါကျတော့ဟိုငားတဲ့လူတွေဘက်ကလည်းမတက်နိုင်တာလည်းပါပါတယ်အဲ့နော်အဲ့တော့ one man show လေးနဲ့အဲ one man လောက်နဲ့ ပြီးနေတဲ့ခင်မှာပေါ့ကျွန်တော်တို့အဲဟိုနင်းဟိုပေါ့အကယ်ဆိုအောင်မငားနိုင်တာလည်းပါတယ်ပေါ့အငားရင်လည်းဟိုအတန်အတန်ချိန်တဲ့လူတွေကမချိန်နိုင်တာတွေလည်းရှိပါတယ်အဲအဲ့ပြဿနာတွေလည်းနည်းနည်းလေးရှိတဲ့အတွက်ကြောင့်မို့ဟိုကျွန်တော်တို့ကလည်းသိပ်ပွဲရလည်းသိပ်မထွက်ချင်တာလည်းရှိပါတယ်အဲ့အကြောင်း၃ချက်နေပဲတစ်နှစ်မှာကျွန်တော်ကနှစ်ပွဲလောက်ပဲထွက်ပါတယ်တကယ်အရေးကြီးတဲ့ပွဲကြီးတွေဆိုထွက်ပါတယ်အဲနောက်ပြီးတော့အဲတေးစီးတွေကတော့ထုတ်ပြနေရိုက်ကူးကြီးတွေကလုံးဖြစ်ပါတယ်ပေါ့ ဩဩဂေဆိုတီထောင်ရတဲ့အကြောင်းရင်းကနောက်မျိုးသက်တဲ့လူငယ်လေးတွေကိုတယောက်နဲ့တယောက်ရိုင်းပင်းကူညီခြင်းတယောက်နဲ့ပေးဆက်ခြင်းဒီသဘောတရားတွေကိုနားလည်အောင်ဩဂေဆိုမှာအဲ့အနှစ်သာရတွေရှိပါတယ်ကျွန်တော်အဲ့ဓာတွေတွေကိုလှုပ်ချင်လို့သူတို့ရဲ့ယင်ထဲမှာ အတ္တတွေရှော့ချခြင်းလို့ဟိုကျွန်တော်ဒီဩဂေဆိုကိုထောင်တာဖြစ်ပါတယ်ဟုတ်